အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးဗမော်တင်အောင်ရေးတာတဲ့မမကြီးလို့အမည်ရတဲ့ဝတ္ထုကိုအပိုင်းကားအနေနဲ့ကျွန်တော်ကိုချီတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာဥွေးတွင်ဒီလူတပတ်သားဘာဖြစ်နေဒီကို အလင်းမရိပ်မိမသိရှိတဲ့ကဲ့သို့သူကိစ္စအတွက်ကိုသာရင်အရေးကြီးမေးမြန်းနေပြန်သည်ကျမဘက်က ကိစ္စပြီးပြီးချင်းရှင့်ကိုအကြောင်းကြားပါမှာပေါ့ကိုကိုရေးတွင်ရယ်စိတ်တန်ချနေပါဟုပြန်လဲပြောဆိုကဧည့်သည်ဖြစ်သူဥဝေးတွင်ကိုဧကန်းလဲတွင်တယောက်ထဲထားပစ်ခဲ့ပြီးနောက်မမကြီးသည်အင်းရတွင်ဘက်သို့ခတ်တုတ်တုတ်ကလေးဝင်သွားလေသည်မိမိဤကိစ္စကြီးတစ်ခုအတွက်စိတ်အေးသွားရပြီဖြစ်သည်ဖြင့်ရန်ကုန်အနောက်ဘက်ရတဝဲတရားသူကြီးဥဝေးတွင်သည်ထိုင်ရမှထလာသည်သူသည်များစွာပေါ်ပါလျက်ရှိသည်သူသည်ခင်တို့သားဖပြန်လာသည်ထိတိုင်အောင်စောင့်နေရလျင်ကောင်းပြီလားဟု စဉ်းစားသည်နောက်ဆုံး၌သူသည်စောင်းစန်းချင်းပြုတ်မနေတော့ဘဲသူ့ဘာသာတယောက်ထဲအင်ကြီးပေါ်မှာရောင်ချာချာနှင့်ဆင်းလာခဲ့လေသည်ခင်တို့အရင်တွင်မှမော်ဒကားကိုကိုတိုင်ပေါင်းနေ၍ထွက်သွားသောအခါဦးအေးတွင်သည်ထိုနေ့ရက်ကိုမိမိလောက်ပျော်ရွှင်နိုင်မည်သူသည်ရန်ကုန်မြို့၌မရှိတော့ဟု၍အောင်းမေးလျက်ရှိလေသည်တွေ့ရတွင်၎င်းကြောခန်း၍ထားရိုက်ခဲ့သောအင်ကြီးအတွင်း၌ကထုံနေအဖို့မိမိလောက်ကန်ဆိုးသူမရှိတော့ဟု၍အောင်းမေးကမျက်ရည်နှင့်မျက်ခွက်ဖြစ်နေကြသောမိမသားတယောက်ရှိနေသည်ဆိုသောအကြောင်းကို ဥယေတွင်ဒီအဘယ်တို့သိရှိနိုင်ပါမည်နည်းအခန်းလေအငိမ့်သားဆက်ရှင်တရားသူကြီးဥကြောအောင်ဤတဦးဒီတော်တမီကလေးခင်ခင်နည်းရန်ကုန်အနောက်ပိုင်းရာသွေးတရားသူကြီးဥဝေးတွင်တို့ဤနှစ်ဦးနှစ်ဖက်သောလူကြီးမိဘဆောင်စွာရှိပင်စိတ်ဆက်ကြောင်းလန်းပြည်စီချောင်းမင်္ဂလာတည်င်းကိုအထူးစီစဉ်ထားသောကြော်ညာတည်င်းတရအနေနှင့်ရန်ကုန်မြို့မှထုတ်ဝေလျက်ရှိသော အင်္ဂလိပ်မြန်မာတည်င်းစာကြီးကရုတ်တရက်ပုံနှိပ်ဖော်ပြလိုက်သောအခါ တတ်ဆိုင်ခြင်းမရှိသောသူများအတွေ့ထိုမင်္ဂလာတရင်သည်ပါယောပါစေတရင်တရမျှတာဖြစ်တော်လဲနှစ်ဦးနှစ်ဖက်နှင့်နီးစပ်ရာတတ်ဆိုင်ရာအစိပ်ပိုင်းများတွင်ကအတော်ကလေးကြရရလှူချသွားစေသောတရင်ဆန်းတရင်တပုတ်ဖြစ်လေသည် ခလန်းလန်းနှင့်ခဆိန်သိမ်းဖြစ်နေသော အစိပ်ပိုင်းကိုကထားပြီးတော့အတော်ကလေးနီးစပ်၍အတွင်းကြသောအစိပ်ပိုင်းများ၌ပင် ထိုမင်္ဂလာတရင်ကိုရုတ်တရက်နားမလည်နိုင်အောင် ဖြစ်သွားကြသည်မျက်စီကြီးနားကြီးဟူ၍မိမိကိုယ်ကို သဘောထားနေကြသောအဆူဝေးများ၌ပင်အရှင်းချင်းတိုးတိုးကြိတ်ကြိတ်လက်ကုပ်၍ဘယ်လိုကဘလိုဖြစ်ကုန်ကြတာလဲဟင်ဟူ၍မေးယူကြသည့်အထိရှုပ်ထွေးလျက်ရှိကြလေသည်တရိုးတာလောင်းဖြစ်သူရာသွေတရားသူကြီးဦးရည်တွင်ဘက်မှလူကြီးမိဘများပြုလုပ်၍ကြောင်းလံပြောဆိုခဲ့ခြင်းပြုကြသော ခရိုင်ရာသွေတရားသူကြီးနှင့်တရားလွှတ်တော်တရားဝန်ကြီးဟာတရားတူတူဦးဤအိမ်သူအိမ်သားများကလွဲ၍အခြားဘယ်သူမှမသိရှိကြသေးခြင်း ထို့သောတရားခွင့်ရကြသောလူချင်းမိဘတို့၏အိမ်သူအိမ်သားများတီကသတင်းစာများ၌ပုံနှိပ်ဖော်ပြခြင်းမပြုမီတနင်္ဂနွေတစ်ပတ်လောက်ကမှသိရှိခဲ့ခြင်းဖြစ်လေသည်။ယင်းသို့အင်္ဂလိပ်မြန်မာနေ့စဉ်သတင်းစာကြီးများတွင်တခန်းတနာပုံနှိပ်ဖော်ပြလိုက်သောမင်္ဂလာသတင်းသည်စိတ်ဝင်စားဖွယ်ကောင်းသောပေါင်းသင်းဆက်ဆံရေးတရက်ဖြစ်နေသောကြောင့်ရန်ကုန်မြို့၏မျက်စိကြီးနာကြီးရက်ွက်များနှင့်မင်းဆိုးရာသားများအပိုင်းတွင်အရေးတယူပြောဆိုခြင်းပြုရသောကိစ္စတစ်ခုလိုလည်းဖြစ်လာလေသည်။ပေါင်းသင်းဆက်ဆံရေးသတင်း၌ ရင်ရင်ကျေးကျေးနာမည်ပေးထားလျက်ရှိသော လင်ယူသားနှင့်တရင်များကိုယောက်ျားပိုင်းများထက်မိန်းမပိုင်းများကပုံမို့၍စိတ်ဝင်စားပြောဆိုလေးရှိကြလေသည်အဘဲကြောင့်ဆိုသောယောက်ျားများသည် အားလက်ချိန်ကနှဲပါကြသည့်အပြင် သူတစ်ပါး၏အတွင်းရေးကိစ္စများကိုများစွာစိတ်ဝင်စားခြင်းမရှိတတ်သောကြောင့်လည်းဖြစ်ပေသည်မိမများမမူကအချိန်ပိုအချိန်ချမ်းများများစွာရှိနေကြသည့်အပြင်သူတစ်ပါး၏အတွင်ရေးများကိုလည်းများစွာဆက်စုခြင်းတတော်ကြောင်ဖြစ်လေသည်ကြော်တော့လေသည်ညာတော့လေတို့သား ဆိုလို့အဲ့လိုသာကြားဘူးပါနဲ့အခုတော့ညာတော့တူမကြော်တော့အတော်ဖြစ်နေပါမကောလားဟိုတယောက်ကအံ့အံ့အော်အော်နဲ့ပြောဆိုရေးမဆုံးမီတခြားတယောက်ကဒါမဆမ်းပါဘူးလေယောက်ျားပစင်မိန်းမပခတ်တွင်ဆိုတဲ့စကားလည်းအရှိသားပဲမဟုတ်လားဟိုလူရဲ့ပြောဆိုလည်းရရှိရာထို့သောလူရဲ့ပြောဆိုသူဤစကားမကုန်ဘီပြောချင်လုံးအားကြီးနေဟန်တူသောအနောက်တယောက်ကဥွေးတွင်တဲ့ခင်ကအသက်ရှင်ဒီလောက်ကာတာကွာလာတာမှမဟုတ်ပဲမတကန်ကွာလာရင်73လနှောက် 73နှစ်လောက်ပဲဖြစ်မယ်ဗောဟုဝင်ရောက်ပြောဆိုလိုက်သည်အပြိုလေးကမရက်သေးမုတ်ဆိုးဖို့ယူရတာတော့နာလာတယ်အပြိုကြီးဆိုရင်တော့ထားလိုက်ပါအောင်ဟုခင်ခင်ဘက်ကနာကြီးဟန်ရှိတော့တယောက်ကထိုးအထွဲကိုမကျင်တဲ့ကြောင်းကန့်ကွက်ပြောဆိုရရှိသည်အပြိုလေးနဲ့မုတ်ဆိုးကိုမရားသေးတွေပြောမနေနဲ့လေလင်းသေးမုတ်ဆိုးမကြီးတွေကရောဒီလောက်ဟာလေးကိုလင်းလုံနေဘူးလားဟုတ်မဟုတ်ပဲလားဟုတ်တခြားတယောက်ကထိုးထိုးကန့်ကွက်ပြောဆိုနေသည်ကိုထပ်မံ၍ရှေ့ပလိုက်ပြန်သည် ဆရာမမမကြီးတယောက်တနာပါတယ်သူ့ခံများယောဂယောနေဟုမမကြီးအတွက်စိတ်မကောင်းဖြစ်၍ပြောဆိုသူကလည်းပြောလိုက်တော့အခါသူညံ့လို့ကြံ့ရင်ခဲ့တာပဲဖြစ်တော့မှာပေါ့ယောတဲ့ဆိုတာလင်ရဖို့အတွက်အရေးရှိမှာမဟုတ်ပဲဟုတခြားတယောက်ကသူ့ထုံထင်မြင်ချက်ကိုဘွင်းဘွင်းကြီးထုတ်ပေါ်ပြောဆိုလေသည်ဒီလိုလဲဟုတ်မယ်မထင်ပါဘူးမမကြီးကတူတူမာလေးကိုညှာလိုက်ရတာနဲ့တူပါတယ်ဒါတွေထားပါဦးခင်ခင်ကနောက်လိုက်နောက်ပါတွေတပြုံကြီးနဲ့ဥဝေးတွင်ကိုယူရတာတော့နားတယ်ထင်တာပဲ ဒီလိုကြီးတပတ်သက်ပြောနေလို့ဘယ်ဖြစ်ပါမလဲရှင်ဥွေးတွင်ဟာအတောအစားနဲ့အပျော်ပါကင်းပြီးအင်မတန်တည်ကြည်တဲ့လူတစ်ယောက်ဆိုတာလဲစဉ်းစားကြည့်အောင်ပါဗောဒါတွေကအရေးကြီးပါဘူးလေကျမကတော့ခင်ခင်နဲ့ဥွေးတွင်တို့အိမ်တော်ကြီးဟာရေရှည်အတွက်အစင်မှပြေပါမလားဆိုတာကိုတခုပဲစိုးရင်မိတယ်ဘာဖြစ်လို့လဲဆိုတော့အသက်အရွယ်ချင်းကကြွားယုံနေမကသေးဘူးငယ်ကလည်းငငယ်ရွယ်ရွယ်နဲ့ပျော်ဖို့ပါဖို့ သုံးဖို့ဆွဲဖို့လောက်တာနားလည်ပြီအိမ်အောင်ကြီးတစ်ခုနဲ့တောင်ဝင်ရဲ့ကိစ္စတွေကိုဘာတစ်ခုမှနားမလည်သေးလို့ပဲရင်းတို့ပန်ဝန်းကျင်မှာမိမိတို့၏စေတနာနှင့်သာတဘာဝလျောက်အမျိုးမျိုးသောထင်မြင်ချက်များကိုရရရရပေးကမ်းပြောဆိုလျက်ရှိကြသည်သရိုးသားနှင့်သရိုးသမီးလောင်းတို့သည်ပန်းစိုးတန်းတွင်ပစိုးတန်းတွင်အကျဉ်လင်မယားဘဝတို့မရောက်ချမိသေးပင်လွတ်လွတ်လပ်လပ်နှင့်တပူးတွဲတွဲသွားလာလျက်လေးမမြင်မိုးမမြင်ဖြစ်နေကြလေသည် တနင်္ဂနွေနေ့နန္ဒပိုင်းတွင်အထူးအစီအစဉ်အဖြစ်ပြသလေရှိသောရုပ်ရှင်ပွဲများသို့ဥဝေးတွင်နှင့်ခင်တို့သည်ဇုံတွဲကြည့်ကြသည်တခါတရံအိမ်တို့ပြန်ရွေးပင်နနက်စာကိုစားတော့ခြင်းမပြုကြတော့ပဲမြို့ထဲတွင်စားတော့ကနေခင်၁၂နာရီခွဲပွဲဖို့ပါတခါဆက်၍ကြည်ကြလေသည်ရုပ်ရှင်ကြည့်ကြပြီးနောက်အိုရီယင့်တွင်နေလယ်စာစားတော့ကအိမ်တို့မပြန်သေးပဲဖျားတို့ဆက်သွားကြသည်ပန်းရေနှင့်စီမီးများပူဇော်၍ဆူတောင်းကြသည် ဖျားဘော်ကဆင်းလာကြပြီးမှအိမ်သို့ပြန်ကြလေသည်ဥယျာဉ်တွင်ဤယုံအားရမဟုတ်သောအခြားနေများတွင်လည်းယုံစင်ပြီးသောညနေခင်းနှင့်ညဥပိုင်းများတွင်စကော့စီမကူလန်းနှင့်အရှားနာမည်ကြီးစတိုးနှင့်ကုန်တိုက်ကြီးများတွင်တယောက်မျက်နာကိုတယောက်ကတပြုံးပြုံးနှင့်ကြည်ကအာရပါရဝယ်ရှမ်းနေကြသော ရာဇဝတ်တရားသူကြီးနှင့်တရားဇဝတ်တရားသူကြီးဦးအေးတွင်နှင့်မင်းကတော်လောင်းဒေါ်ခင်ခင်တို့ကိုမကြာခဏတွေ့ကြရမြင်ကြရလေသည် ၎င်း၏ဖခင်ပင်ကျဲမယုံမီကအလိုလိုက်ခြင်းခံရသောတဦးတည်းသောသမီးပီပီမိမိဝယ်ချံသုံးဆွဲသလိုစိတ်ရှိလက်ရှိဝယ်ချံသုံးဆွဲခွင့်ရခဲ့သောခင်သည်ဖခင်ဖြစ်သူအငိမ့်သားယူခဲ့ပြီးနောက်များစွာချိုးချံသုံးဆွဲခဲ့ရလေသည်ထို့ကြောင့်အတော်ကလေးစင်းရဲကြက်တဲသွားသလိုဖြစ်ခဲ့ရသည်တို့ရတွင်ထိုပြောက်ွယ်သွားသောအခွင့်အရေးကိုယခုတခံဘုံကနေပြန်လဲရရှိသည်ဖြင့်ပျော်ပါမှုနှင့်ကြွားဝါမှု စားလောက်မှုကိုသာနားလေတော့ခင်သည်ငိဘဲသူပြီအကျဉ်နဲ့ကြီးကျဉ်နဲ့ကအပျော်ရွှင်ကြီးပျော်ရွှင်လျက်ရှိလေသည်ထို့အတူခေဆန်ဆန်ချောမောလာပါတော့ကိုကြံ့မယံငယ်မယားငငယ်နောင်နောင်ကလေးကိုရအံ့ဆက်ဆက်ဖြစ်တော့မုံဆိုးဖို့တရားသူကြီးသည်ကမ်းမမြင်လမ်းမမြင်ဖြစ်ကအစွမ်းကုန်အလိုလိုက်လျက်ရှိလေသည်တို့နဲ့မင်္ဂလာဆောင်ရနေ့ရက်တို့ကိုရွေးချယ်၍စောင့်နှင်းရန်ကိစ္စဝဝတို့ကိုစီမံခန့်ခွဲခြင်းပြုရ၏ မုတ်ဆိုးဘုံနှင့်အပျော်စင်တို့၏မင်္ဂလာဆောင်မြတာဖြစ်တော်လေနှစ်ဦးနှစ်ပတ်စလုံး၏မျက်နှာမျက်နှာကြီးများဖြစ်သောကြောင့်ခင်နှင့်ဦးဝေးတွင်တို့၏မင်္ဂလာအခမ်းအနားသည်တတော်ကလေးထင်ရှားသောပွဲတန်းတစ်ပင်ဖြစ်ခဲ့လေသည်တတော်ကလေးလည်းစီကား၏မင်္ဂလာအခမ်းအနားနှင့်အဆောင်အယောင်ကိုကျက်တည်ရရှိမြို့တော်ခမ်းမတွင်စင်ရင်ကျင်းပါခြင်းဖြစ်လေသည်တရားလွတ်တော်တရားဝင်ကြီးတို့ဦးနှင့်ဇနီးတို့ကတရိုးသားနှင့်တရိုးသမီးတို့ကိုလက်ထပ်ပေးကြ၏မြို့တော်၏အမိအဖကဲ့သို့ဖြစ်သော တမာတိမြို့ဝန်ကြီးတဦးကဩဘာစကားပြောကြ၏မြမပညာရှိကြီးတဦးကရတုပိုက်ဆောင်ကိုဖတ်ကြားလေသည်မင်္ဂလာခန်းသာသို့တက်ရောက်ရှိမြင်ကြသောပိဋိတ်မှာမင်းပိုင်ဆိုးပိုင်များကများလာလေသည်ကုံတယ်ပိုင်းကအသိအင့်မြသာဖြစ်သည်အဲ့ခံသောအကျွေးမွေးနှင့်အကန့်အလန်စသည်တို့မှလည်းပထမတန်းအမျိုးသားတဲကကြီးဖြစ်လေသည်တရူတာဥွေးသွင်းဖို့ဤဒုတိယမြောက်မင်္ဂလာဆောင်သည်ပရမမင်္ဂလာဆောင်ထက်အစာပေါင်းများစွာပျော်ရွှင်ချမ်းမွေ့စရာကောင်းလေသည် မင်္ဂလာဆောင်အခမ်းအနားပစ္စည်းပြီးနောက်တရားသူကြီးဦးရဲတွင်သည်လက်မလဲနိုင်သောအမှုခဲများကိုစုံစမ်းစစ်ဆေးနေရသည့်အကြောင်းပါပဲဖြစ်သည့်နေ့နှင့်တနင်္ဂနွေ3ပန်းမြခွင့်ယူကလက်ထပ်ပြီးကသာမယားငငယ်ကလေးနှင့်အတူရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဘက်သို့မင်္ဂလာခရီးထွက်လေသည်သူဒီပထမမယားဖြစ်သူနဲ့မင်္ဂလာဆောင်ခဲ့စဉ်ကယခုကဲ့သို့မင်္ဂလာခရီးမထွက်ခဲ့ရချေမိမိစိတ်ကြရွေးချယ်ရသောမယားမဟုတ်၍ယခုလောက်လည်းပျော်ရွှင်ခြင်းမရှိခဲ့ပါချေ ယခုတော့မူမိမိစိတ်ကြွေးချက်ခွင့်ရရှိသည့်အပြင်ငယ်ငယ်ရွယ်ရွယ်နှင့်ခေတ်ဆန်ရှုံးမောလာပါတော့မယားကလေးကိုပါရလိုက်ပြီဖြစ်တဲ့ဖြင့်လောကကြီးတစ်ခုလုံးနှင့်အစဉ်ပြေလျက်ရှိလေသည်ရာဒီဥတုမျှတလျက်ရှုခင်းမြက်ခင်းများတာယာလာပါတော့အင်းလေးနဘတ်တွင်မိမိနှစ်သက်မြတ်လို့သောမယားကလေးနှင့်လှဲ့လှယ်ခဲ့ရသည့်မင်္ဂလာခရီးရများအတွင်ဥဝေးတွင်သည်၎င်း၏နောက်ပိုင်းကို လုံလုံရရမိတ်လျော်သွားသည်စစ်စည်းနေတဲ့အမှုခဲများနှင့်တရရှင်တို့ကထားပြီးဟော ၎င်း၏၎င်း၌မိခင်တယောက်လုံးနှင့်တာကလေးသမီးကလေးများရှိနေသေးသည်ဆိုသောအဖြစ်ကိုပါတတိမရတော့ချေအင်းလျားမြိုင်မှအင်ကြီးကိုပင်မေ့လျော့သွားခဲ့လေပြီသူဤကဘာ၌ခင်တယောက်တည်းသာရှိလေသည်ခင်သည်သာသူဤကဘာတစ်ခုဖြစ်နေသည်အချားပါမှမရှိတော့ချေအင်းလေးဘုရဲတွင်သူမယားကလေးခင်ကပြင်းလာပါသည်တရှင်တပုတ်လောက်ဆိုပြချမ်းမှဟုပူဇာတော်အခါစိတ်ကြိုခေကဆရာဖြစ်တင်ခေါ်လိမ့်မှဆရာမ ဒေါ်တန်အေးဒီဆို၍ဓပြားသွင်းခဲ့သောလှေကလေးကိုလှော်မိတခြင်းကိုဥအေးတွင်သည်မဆိုတတ်ဆိုတတ်နှင့်ဆိုပြရလေသည်တကယ်ဆိုတော့သူသည်ဘာတခြင်းကိုမှဆိုတတ်ပြုတ်တခြင်းမဟုတ်ပါရှိဝါဒနာလည်းရှိခဲ့သူမဟုတ်ရှိသူရတွင်မယားကလေးပူဇော်သောကြောင့်စိတ်ကျဉ်တတ်အောင်ကြာဘူးနာဝရှိသောတခြင်းကိုပါဇက်ထဲတွင်တွေ့သလောက်ဆိုပြခြင်းဖြစ်လေသည်သူတို့ဆိုပြသည့်အတွက်သူသည်မချက်ချေမချက်သည့်အပြင်သူ့ကိုယ်သူအဟုတ်ကြီးပါတကားဟူ၍ပင်ထင်လိုက်သေးသည် ူသချင်းဆုံး၍ခင်ကလက်ခုပ်တီးသောအခါသူသည်အချင်းမိုးခံရသောခလေးတယောက်ကဲ့သို့ဝန်းတာလိုက်သည်ထို့သောတချင်းဆိုပြသောနေ့ကညပိုင်းတွင်ခင်သည်ခေါင်းကိုက်သည်ဟုဆိုကညသာမစားပဲအဲ့ရတဲ့သောဝင်လှဲနေသည်ဖြင့်ဥယျတွင်သည်ရှေးမကင်မိလက်မကင်မိအောင်ဝင်ပြပြသည်လည်းဖြစ်သွားသည်ခင်ဒီဥကောင်းကိုအနှိတ်ခိုင်းတဲ့ဖြင့်သူဒီဥကောင်းကိုနှိတ်ပေးယုံတာမကဇက်ကြောကိုလည်းဆွဲပေးသည့်အပြင်ခြေတလုံးမှမကျန်တကိုယ်လုံးကိုလည်းနှိတ်ပေးလေသည် သူသည်ငါးနှစ်ကျော်ကျော်ရှောင်းနေခမ်းမြပေါင်းသိလာခဲ့သောနုနုကိုတေသွားသည့်အထိယခုကဲ့သို့နှိပ်ပေးနင်းပေးဖို့ကဝေးလေစွာနှစ်ဖူးပြင်ကိုပင်လက်တင်ဆန်းသက်ဖို့မရခဲ့ပြီးနုနုကသာသူနေထိုင်မကောင်းသောအခါတိုင်းအအိပ်ပြက်အစားပြက်ခံကပြုစုပေးရသည်သူရတွင်ယခုအခါ၌လေမလေယုံမြဖြင့်ခေါင်းကိုက်တည်ဆိုသောနောက်မရကလေးကိုကသူသည် ပြပြတလဲလဲနှိပ်ပေးလျက်ရှိလေသည်မရကြီးကိုလဲနေသောသူ့အဖြစ်ကိုကသူမစင်စားမိခဲ့ပါချီ ဝဲလေနေရသောသူဘဝကိုလည်းသူသည်တာယာလျက်ရှိလေသည်ခွင့်ရကုံဆုံး၍ရန်ကုန်သို့ပြန်ရောက်လာသောအခါခင်နှင့်လက်မထက်မီကသူနေထိုင်ခဲ့ရသောအင်းလျားမြိုင်ကအင်ကြီးသည်ပင်ဥွေးတွင်ဟုကျင်းကျက်သလိုဖြစ်နေလေသည်စင်စင်အင်းလျားမြိုင်မှအင်သည်ကျုံ၍သွားသည်မဟုတ်ပဲသူ့နှကိုအတိုင်းသာဖြစ်လေသည်ကျင်းကျက်လောက်အောင်ကျုံသွားခြင်းမှာဥွေးတွင်ဤစိတ်သာလျင်ဖြစ်လေသည် အဖဲကြောင့်ဆိုတော့ချမ်းမြေနယ်တောင်ပိုင်းအင်းလေးဘက်သို့မင်္ဂလာဦးထွက်ခဲ့ခြင်းကသူဤကဘာတွင်ခင်တယောက်ထဲမြတာဖြစ်တော်လေအင်းလေးအမြိုင်တို့ပြန်လည်ရောက်ကြည့်ရသောအခါတွင်သူဤကဘာတွင်တို့ညေဘွားတို့ဦးတို့သည် တိုးဝဲဝင်ရောက်လာကြသောကြောင့်ဖြစ်လေသည်၎င်းအပြင်အလုဝတရားကလည်းသူအားတရခွင်တို့အဆင့်ခေါ်နေပြီဖြစ်သောကြောင့်ဖြစ်လေသည်ယင်းတို့အချင်းချင်းမှုသည်ဦးဝဲတွင်တယောက်ထက်သာလျှင်မဟုတ်ရှိခင်ရွတ်ပါဖြစ်လေသည် ခင်သည်အဖေနှင့်ဒေါ်လေးလို့သူတို့၏အများစွာသောအရေးပင်အလိုလိုက်ခြင်းကိုခံခဲ့ရသောမိန်းကလေးတယောက်ဖြစ်၍မိန်းကလေးတို့ဦးနှင့်တက်ဆိုင်သောအိမ်အောင်ထင်းသေး၏အလုံမှန်သမျှပါတစ်ခုမှလောက်ခဲ့ကံခဲ့ရသူမဟုတ်ပါရှင်။ လုံလဲလုံတတ်သူမဟုတ်ရှိဖျားပန်းလဲတော့ကိစ္စကအစကြံတက်ရတော့အလို့အထိမမကြီးကသာစီမံခန့်ခွဲ၍သွားသည်တူမကလေးတယောက်တည်းရှိ၍ဘာမှမခန့်ရမပြည့်ရခဲ့ပါရှိထို့ကြောင့်ခင်ဒီအိမ်ဦးကမ်းမှနောက်ပေးမိဖို့ကြောင့်ဒီပြုလုပ်၍မပြီးနိုင်မစည်းနိုင်မကုံဆုံးနိုင်သောအိမ်ဤဝေယဝိဇ္ဇကိစ္စများကိုဘာတစ်ခုမှလဲနားလဲခြင်းနှင့်လုံတတ်ကြိုင်တဲ့ခြင်းမရှိချေ တို့ရတွင်အင်းလေးဘက်သို့မင်္ဂလာဦးခကြီးထွက်ရာမှအိန္ဒိယမြိုင်သို့ပြန်၍ဆက်ရောက်လာသည်နှင့်တပြိုင်နက်အိန်အောင်ရှင်မတဦးအဖြစ်နှင့်ခင်သည်၎င်းဘာမှနားလည်၍ဘာမှလည်းမလုပ်တတ်မကင်တတ်သောအိန်အောင်ကြီးတစ်ခုကိုမျက်နှာချင်းဆိုင်ရလေသည်ယင်းတို့အိန်အောင်ကြီးတစ်ခုကိုမြည်သို့မြည်ပုံဦးစီးအုပ်ချုပ်ရာမှနားလည်နာမလဲအုတ်ချုပ်ခြင်းအမှုကိုလည်းစိတ်ဝင်စားခြင်းမရှိတော့မယားငငယ်ကလေးကိုရှစ်စနိုးလှတော့ မုတ်ဆိုးဘူလူထွက်ကြီးကရန်ကုန်သို့ပြန်လည်ရောက်လျင်ရောက်ချင်းအိမ်ရှိတော့မှန်သမျှကိုထိုး၍အပ်လေသည်ထိုကဲ့သို့မိခင်တက်တာတော့ကအစအစပြု၍အဝယ်စားတက်တာတော်များပါအလုံးထိုးဝှက်ချင်းကိုခံလိုက်ရတော့ခင်သည်မိမိကိုယ်တိုင်ကလည်းနားမလည်၍စိတ်ဝင်စားခြင်းလည်းမရှိတော့အိမ်တော်ကြီးဤတောင်းဝန်များကိုမလွှဲတာမချောင်တာရင်ဆိုင်ရလေသည် ်ခင်သည်အိမ်နောက်ရှင်မတို့အနေဖြင့်မလွဲသာမချောင်သာရင်ဆိုင်ရခြင်းပြုလာရသောပြဿနာကြီးရဲ့တွင်များစွာစိတ်ကျဉ်းကျဉ်းလျက်ရှိလေသည်တကယ်ဆိုတော့ထိုအိမ်နောက်ကြီးနှင့်မုတ်ဆိုးဘုံကြီးကိုရှင်းမိကြိုက်မိစဉ်ကဤကိစ္စများကိုလုံးဝထဲသွင်းစဉ်းစားခြင်းမပြုမိခဲ့ရှိအဖဲကြောင့်ဆိုသောထိုအချိန်ကာလများကခင်သည်မိုးတိမ်များအကြားတွင်ငွေလီလာချမ်းကိုစီးနှင်းလိုက်ပါနေသောကြောင့်ဖြစ်လေသည် ယခုတော့မယုံမိုးတိမ်များသည်မိုးရေများအဖြစ်မြေကြီးပေါ်သို့ရွာချလိုက်ပြီဖြစ်ရကငွေလီလာချမ်းသည်လည်းကျိုးပဲ့ပျက်စီးကမိဖို့ချောင်၌ငပြာရည်နှင့်ငရုတ်သည်များကုန်နေသည်ကအစခလေးများကြောင်းကားမီအောင်ကျွမွေထားဖို့နှင့်ကိစ္စများသည့်ခင်သည်ရုတ်တရက်မျက်မှောက်ပြုရလေပြီဤသို့၎င်း၏တူမာကလေးချင်းချင်းကျကျဖြစ်ကအခက်ခဲနှင့်တွေ့ကြုံနေရမည်ဖြစ်သောကိစ္စကိုကြိုတင်၍သိမြင်ထားပြီးဖြစ်သောဒေါ်လေးဖြစ်သူသည်ခင်တို့လင်မယားရန်ကုန်သို့ပြန်ရောက်လျင် ဥဝေးတွင်ရုံးပြတ်တက်ရသောနောက်တစ်နေ့တွင်အင်းလျားမြိုင်တို့ပေါက်၍လာလေသည်။ကျောင်းအားရလည်းမဟုတ်ဘဲနှင့်မိမိတို့အိမ်တို့ရုတ်တရက်ပေါက်လာသောဆရာမမမကြီး၏စေတနာကိုနားမလည်ချသောခင်ကအင်းဒီနေ့ကျောင်းပိတ်လို့လားဒေါ်လီဟုအံ့ဩဩလှမ်း၍မေးလိုက်မိသည်။မမကြီးသည်သူမလို့သူ၏မိကွန်းကိုရုတ်တရက်ဖြည့်ချခြင်းမပြုသေးဘဲဥဝေးတွင်၏မိခင်နှင့်ဥအောင်ဒေါ်ရင်တို့လင်မယားများကိုလိုက်လံနှုတ်ဆက်လျက်ရှိလေသည်။ထို့သောနှုတ်ဆက်ပြီးမှကျောင်းပိတ်ရမဟုတ်တော့လဲတူမလို့သူကိုတွေ့လို့၍ တမင်တကာအကြောင်းမှခွင့်ယူကလာရသည့်အကြောင်းကိုတခြားသူများမကြားအောင်တူတူလေးလက်ကုပ်၍ပြောဆိုခြင်းပြုရလေသည်ထိုနှစ်တနေ့လုံးမမကြီးသည်အင်းလျားမြအိမ်တွင်စီမံခန့်ခွဲရာရှိသည်များကိုစီမံခန့်ခွဲ၍လောက်ကန်ရာရှိသည်များတို့ကိုလောက်ကန်ပေးပြီးနောက်ဦးအေးတွင်ယုံမှအိမ်တို့ပြန်မပြန်မလာတတ်မီကလေးတွင်ဗဇကားစီးပြီးပြန်သွားလေသည် ဥယျာဉ်တွင်ဤမိခင်နှင့်ဥအောင်တို့နေမယားကခလေးများနှင့်ဥယျာဉ်တွင်ပြန်ရောက်သည့်အထိနေပါအောင်ဟုအမျိုးမျိုးဆွဲဆောင်ကြသည့်တိုင်အောင်မမကြီးသည်အိမ်တွင်ညစာအတွက်ဘာမှမစီမံရသေးဟုအကြောင်းပြ၍စွပြန်ခြင်းဖြစ်လေသည်အခြားအိမ်သားများကအမျိုးမျိုးဝိုင်း၍တားကြသည့်တိုင်အောင်သူ့အတွက်တမင်သက်သက်ကျောင်းမပင်ခွင့်ယူကဘာမှနားမလည်သေးသောအိမ်မှုကိစ္စများကိုလာရောက်ပြသလောက်ကင်ပြေးသွားခဲ့သောဒေါ်လေးဖြစ်သူသည်ဒေါ်လေးဖြစ်သူကိုခင်သည် ဒေါ်လေးကလည်းယခဏလောက်နေပါအောင်ဟူ၍တခွန်းတလီမှလောကဝယ်စကားပြောဆိုခြင်းမရချေမိမိဤမိခင်တည်ဆုံးသွားခဲ့ပြီးနောက်မိမိတို့အသားအမိကိုလာရောက် ဆောင်းချောက်လျက်အိမ်တော်ပြုအိမ်တော်ကြီးတစ်ခုလုံးကိုလည်းဦးစီးလောက်ကင်ပေးခဲ့သောဒေါ်လေးဖြစ်သူကမိမိဤလင်သာမိမိအိုးအိမ်နှင့်ဖြစ်နေသောအချိန်တွင်လာရောက်ဩဇာပေးနေခြင်းကိုမိမားတို့တဘာဝခင်သည်အခမ်းအနားကျက်သလိုဖြစ်နေသည် ်ငါအလင်းနဲ့ငါနေတာတော့ဒီမိမကြီးကသူ့ဘာသာတို့အေးအေးဆေးဆေးမနေနိုင်သေးပဲဘာဖြစ်လို့အာအာရရလိုက်လာပြီးဩဇာပေးချင်ရတာလဲဟူ၍ဝမ်းထဲ၌ပြောဆိုမိနေသည်တကယ်ဆိုတော့မမကြီးလာရောက်စီမံခန့်ခွဲရေးလောက်ကင်ပေးစရာရှိသမျှကိုလောက်ကင်ပေးသွားသည့်အတွက်ကြောင့်အိမ်တွင်းရေးအခက်အခဲအကြောင်းမျိုးမျိုးပြည်လဲသွားသောကိစ္စကိုခင်သည်အနေငယ်များအတိအမှန်မပြူချေ ၎င်းကိုလည်းအတွေ့အကြုံရလိုက်ဒီကိုထဲသွင်းစဉ်းစားခြင်းမရှိချေထို့ကြောင့်ဗန်စကားစည်း၍ပြန်သွားရချာသောမမကြီးကို၎င်းနှင့်အတူတားစည်းပုံများပင်မရလိုက်တော့ခင်အားဝမ်းထဲမှအံ့ဩနေကြတော့အခြားအိမ်သားများဤမျက်နှာမျက်နှာကဲကိုလည်းခင်သည် နားမလည်လိုက်တော့ချေခင်နှင့်ဦးဝေးတွင်တို့မင်္ဂလာဆောင်ပြီးနောက်၃လတာတာ၄လခန့်များတွင်တလားနှင့်တလားလျင်နှစ်ကြိမ်ခန့်မြမမကြီးသည်အင်းလျားမြအိမ်သို့အမှန်မှန်ကြီးလာရောက်လေရှိသည် ို့ရာတွင်ဥဝေးတင်နှင့်အတက်နိုင်ဆုံးရှောင်းကွင်းလိုဟန်တူ၍ယုံအားရနှင့်ကျောင်းအားရများတွင်ဘယ်တော့မှလာရောက်ခြင်းမရှိပါချေ။ကျောင်းမှခွင့်ယူ၍တမင်သက်သက်လာရောက်ခြင်းပြုရ၏။မမချင်းအင်းလျားမြိုင်တို့လာရောက်၍အိမ်မှုကိစ္စများကိုစီမံခန့်ခွဲပေးသည့်အတွေ့အိမ်သားများကကျေးဇူးတင်ဝမ်းမြောက်ကြသလားခင်တယောက်ကတော့ထို့သို့မဟုတ်ပါချေ။၎င်း၏အကျိုးအတွက်တသက်မဲ့အလုတ်ပြက်အကင်ပြက်ခံကလာရောက်တင်းချာလောက်ကင်ပေးနေသောအတော်ဖြစ်သူကိုပင်ငယ်ရွယ်သောခင်သည်ဒုံတိပါဝင်ကြည့်နေလေသည် မိမိမတည်သေးတော့နားမလဲသေးတော့အိမ်နောက်ကိစ္စများကိုစိတ်ချေလက်ချေတင်ကြလောက်ကန်ပြတ်တာပြင်းနေဒီကိုလေးလာတင်ကြခြင်းပြုဖို့ကဝေးစွာတုံတုံမုံမုံနဲ့ပြင်လောက်ကန်နေသေးတော့ဤရိုးသားပြုစင်သောစေတနာနှင့်ကို့တူမကလေးမတက်တာကိုတက်အောင်နားမလဲတာကိုနားလဲအောင် ပြတ်တာပြင်းနေတော့မမကြီးတယောက်ကတော့တူမဤအတွင်းသဘောများကို မရိပ်မိမသိချာခြင်း မိမိပြသလောက်ကင်ပြနေသောကိစ္စများကိုခင်ကအနေငယ်များအေးမထားသောသဘောဖြင့်အဲ့ရာထက်တွင်လဲနေလျင်ခင်ခင်တို့လင်မယားအိတ်ဆက်နေသောအခန်းတွင်သို့အပြိုကြီးတံမဲ့ဝင်သွားလိုက်ပြီးဟဲ့အခင်ဒေါ်လေးလောက်တာကင်တာကိုလိုက်ကြည့်စမ်းမအောင်ကွဲဟုအတင်းအကျပ်ပြောဆိုလေရှိသည်ခင်ခေါင်းထဲကမူးနေလို့လဲနေတာပါဒေါ်လေးဒေါ်လေးလှုပ်ရှားရှိတာဒေါ်လေးလှုပ်ရှားရှိတာလှုပ်ထားခဲ့လေဟုခင်ကပြောတတ်လေသည် ဤသို့မိမိကတကူတကန်းနှင့်အလောပြအကင်ပြခံကလာရောက်ပြတာလောက်ကင်ပြနေခြင်းကိုတစ်ချိန်မကနှစ်ချိန်မကနှစ်ချိန်မကသုံးချိန်အထိခေါ်ပြသည့်တိုင်အောင်ခေါင်းမူမြဲမူနေသောအခါမမကြီးသည်စိတ်မရှင်နိုင်အောင်ဖြစ်လာလေသည်ဒေါ်လေးဒီကို လာပြပေးနေတိုင်ညီဒီလိုကြီးခေါင်းမူမူနေရင်ဒေါ်လေးအနေနဲ့တတလုံးလာပြပေးနိုင်မှာမဟုတ်ဘူးဆိုတာကိုလည်းညီစဉ်းစားတတ်ဖို့ကောင်းပြီအခင်ဟုမမကြီးကပြောဆိုလိုက်လေသည် ခင်ဗျာဒါဖြစ်လာမှာပေါ့ဒေါ်လေးဘာဖြစ်လို့ဒေါ်လေးကခင်ရဲ့အတွက်ဒုက္ခခံနေခံကျင်နေရတာလဲဟမ်ညီးကဘာမှမလုပ်တတ်မကင်တတ်လို့ပါခင်ခင်လင်ရခဲ့ပြီအထိဒေါ်လေးလိုက်ပူနေတာကိုတော့ခင်မစင်းစားတတ်ဘူးဟုခင်ကပြောင်ပြောင်တင်းတင်းကလေးပြောလိုက်တော့အခါမမကြီးဒီမိမိနားကိုပင်တန်နေရဖြစ်သွားလေသည်ထို့ကြောင့်ရုတ်တရက်ဘာမှပြန်မပြောသေးပဲအိယာထက်တွင်မှောက်ရနေသောခင်ကိုငေးဆိုင်၍ကြည့်နေမိသည် အတန်ကြာမှ ညီဘာပြောလိုက်တာလဲရင်အခင်ဟုပြန်၍မေးမြန်းနိုင်လေသည်ခင်သည်မှောက်၍အိတ်နေရာမှအလူးလဲထလိုက်ပြီးနောက်ခင်လင်ရပြီးတဲ့အထည်ဒေါ်လေးလိုက်ပူနေတာကိုခင်မစင်းစားတတ်ဘူးလို့ပြောလိုက်တာလေဒေါ်လေးဟုတ်ပြောဆိုကဂတင်ပေါ်မှဆင်း၍အခန်းပြင်ကွက်သို့ခတ်ဆောင်ဆောင်ကလေးထွက်၍တွားလိုက်လေသည် မိတဆိုးတူမလေးတယောက်ဖြစ်နေ၍မိမိကိုယ်တိုင်ကလည်းများစွာအရေးပေးအလိုလိုက်ခဲ့သည်ဥယေတွင်လက်ထက်တွင်တို့ထမပေးလိုက်ရမည်ကလည်းမိမိအပေါ်၌နွယ်ဆိုးဆိုးကစောင့်ကြည့်အောင်ကြီးလောက်ခဲ့သည်များလည်းရှိပါသည်တို့ရတွင်မမကြီးသည်တူမအယူပေါ်ကလေးကိုအဘယ်များဆိုဆိုအဘယ်များဆောင်းဆောင်းအပြစ်မယူခဲ့ပါရှိယခုခါတွင်သူ့လင်းသူသာသူ့အိုးသူ့အိမ်နှင့်ဖြစ်နေပြီဖြစ်သောတူမကလေးကဆောင်းဆောင်းအောင်အောင်လှုပ်လာသောအခါရင်ထဲတွင်နေကနေဖြစ်သွားလေသည် ။ဝိုင်းလာသောမျက်ရည်များထွက်ရမကြအောင်အတော်ကြီးအားဆိုင်ထားရသည့်အထီးဖြစ်သည်။မိမိ၏စေတနာကိုဝေဒနာဖြစ်အောင်မိုက်မက်မဲမဲလှုပ်လိုက်သောခင့်ကိုယ်လည်းဒေါသဖြစ်မိသည်။ဤသို့စေတနာထားကြည့်သောဒေါလေးဖြစ်သူနှင့်မတိမှန်မဲသောသူများတို့စကားကတောက်ကွက်ကြများများခဲ့ပြီးနောက်ဆရာမမမကြီးသည်အင်းလျားမြိုင်အိမ်သို့နှလားနီးပါးခံရမြတ်တွားရောက်ခြင်းမပြုတော့ဘဲဖြတ်ထားလိုက်သည်။ တိမှုမရှိသေးသောသူမဖြစ်သူအတိတရားဝင်လာအောင်စိတ်ကိုတင်း၍ဖြတ်ထားရတော့လေမမကြီးသည်အင်းလျားမြိုင်အိမ်မှတရင်ကိုရင်တမမနှင့်အမဲတစီနားဆွင့်လျက်သာရှိလေသည်အင်းလျားမြိုင်တို့မမကြီးလာရောက်လာရောက်ခြင်းမပြုသည့်အတွက်ဝမ်းသာလွတ်လပ်သူမှမင်းကတော်လေးခင်မေဖြစ်သည်ခင်သည်မိမဘေဘီမိမိပါတာဘာတစ်ခုမှမအုပ်ချုပ်တတ်မလုပ်တတ်သေးတော့လေမိမိဤပိုင်နဲ့ဖြစ်တော့မိမိအိမ်တွင်မိမိကသာဘယင်မှလှုပ်ရှင်သည် အိမ်သားများအားလုံးပေါ်၌မိမိတဦးတည်းကသာဩဇာညောင်းခြင်းသည်တို့ရတွင်မိမိကဘာမှနားမလဲပဲမလုတ်တက်မကင်တက်ဖဲနှင့်မိမိဤပိုင်းတဲ့ကိုအဘယ်သို့ဦးစီးကျိုးကင်နိုင်ပါမည်နည်းအင်မတန်အရေးကြီးလာသောထိုအချက်ကြီးတစ်ချက်ကိုကခင်သည်မထီမဲ့မြင်ပြုလျက်ရှိလေသည်ထို့ကြောင့်လည်းမမကြီးကိုယ်တိုင်လာရောက်စီမံခန့်ခွဲခြင်းပြုခဲ့သော၃လလောက်ကအိမ်ဤအထွေထွေကုန်ကြမ်းကြီးဤတလလျင်၄၀၀ထက် အထက်သို့မတက်ခဲ့တော့လဲမမကြီးလာမရောက်တော့သည့်ကာလပိုင်းအတွင်းတလတလလျင်အောက်တန်း900ထက်မနည်းကုန်ကြလျက်ရှိလေသည်ခါတိုင်းလာများတွင်တရားခန့်တတပုံမူ၍ကုန်ကြခဲ့တော့လဲမမကြီးစီမံခန့်ခွဲစဉ်ကတလလျင်400ခန့်အမြကုန်ကြသလောက်အရာလဲမရောက်ခဲ့ရှိသို့ရာတွင်မိမိလေမိမိသားလျင်လေတကြီးလှုပ်ရှင်လာတော့ခင်သည်တလတလလျင်မကုန်ခန်းနေပဲလေ၍ကုန်နေသောငွေတရားကိုပတ် ပမာဏမထားခဲ့ကြည်မမကြီးလာရောက်ခြင်းမပြုသည့်အတွက်ဝမ်းနေနေသူများနှင့်ထိခိုက်နေတဲ့သူများမှာခင်ခလွဲလျင်ကြံအိမ်သားများအလုံးဖြစ်လေသည်တူရီစကားကားောက်ကစားများသောအတွင်ရေးကိုဘာမှမသိလိုက်ရသောခင်ဤရောက်ခမကြီးနှင့်တကွာဥအောင်တို့လင်မယားကပါမမကြီးတရားပေါ်မလာတာကြာပြီဘာများဖြစ်နေလိမ့်ပါလေနေထိုင်လို့ပဲမကောင်းတာများလားဒါမှမဟုတ်အလုတ်ပဲများနေလို့လားဟုတသသပြောဆိုညီးတွားကြလေသည် တခါတရံခလေးများဖြစ်ကြသောခေမာတူးနှင့်မောင်မောင်လေးတို့မောင်နှမကပင်လွမ်းဆွတတိယဟန်ဖြင့်ကံဘက်ကကြီးကြီးလဲမလာတော့ဘူးလားမသိဘူးဟု၎င်းတို့ဤဖွားရီအားမေးမြန်းပြောဆိုလေရှိလေသည်သောအတံပလံများကိုကြားနေရသောခင်သည်လုံးဝကြွေးဆိုင်စရာမဟုတ်တကဲ့သို့သဘောထားက၎င်းကို၌ဘာမှမတည်သေးသောတိုင်းပြည်ကြီးတွင်မင်းလုံအုပ်ချုပ်ရနေလေသည် ရင်းတို့မကုံသိမခန်းတင်ပဲနဲ့ကုံခန်းတာမလေးလွင်ပဲလေးလွင်လျက်တလားထက်တလားပို၍တာအကုံအကြများပြားလျက်ရှိတော်လေမရငယ်ချိုချိုကလေးကိုရထားသောလင်းလုတ်သူကဘာတခုမှပြောဆိုမေးမြန်းခြင်းလည်းမရှိချေသူ့မယားကလေးဘာပဲလှုပ်လှုပ်လှုပ်တတ်မြအကောင်းကြီးတာထင်ကသူ့မယားသုံးတတ်မြဆွဲတတ်မြကိုလည်းအဟုတ်ကြီးအောင်မိလျက်အကျဉ်နဲ့ကြီးကျဉ်နဲ့လေသည် တကယ်ဆိုတော့သူမယားကလေးတွေအိမ်အောင်ထိမ့်သိမှုကိစ္စနဲ့ပတ်သက်၍ဘာမှနားလည်သေးသည်ကိုလည်းသူမသိရှိထို့အတူပတ်စံကိုလည်းအဘယ်တို့ကင်တွယ်သုံးဆွဲနေသည်မှနားမလည်သေးကိုပင်သူမသိရှိဘန်တွင်ငွေရှင်အနေငယ်အပ်ထားသည်မှလည်း၍ရသမျှလကကိုမယားလက်ထဲသို့အကုန်လုံးထိုးအပ်၍ထိုလကကိုမယားလောက်သူကဘာတွေဝယ်ရှမ်း၍ဘလို့ကဘလို့သုံးဆွဲနေသည်ဆိုကလေးကိုလည်းလိန်လောက်သူကတခွန်းတပါးသာမှမမေးရှိတလားတလားစမ်းလျင် သူဤမယားကလေးက၎င်းဝတ်ဖို့အတွက်နောက်ဆုံးပေါ်ကောင်းပေညုံးမေဆိုသောပိုဖဲနိုင်လွန်နှင့်ပရိုကိန်းများကို200 300ခန့်တပွေးတပိုက်ကြီးဝယ်ရှမ်းလာသည်ဆိုလျင်လေသူသည်ကြည်ကြည်နက်နက်နှင့်ပြုံးပြုံးချွင်ချွင်ကြည်နေတတ်လေသည်တခါတရံလာကနှင့်ပင်တလတလအလျင်မမီ၍ဗံမ200စ300စထုတ်ပေးနေရသည့်တိုင်အောင်လေသူသည်အမှုမထားချေ ခစ်ဆန်တန်ရှောမောလာပါတော့မယားငငယ်ကလေးကိုတိမ့်ပတ်ရရှိထားသူတူဦးပြီပြီမယားလူတမျှကိုအကျဉ်နဲ့ကြီးကျဉ်နဲ့၍တာနေလေတော့သည်မုံဆိုးဘဝနှင့်ရန်ကုန်အနောက်ပိုင်းရာဇဝဲတရားသူကြီးဦးရဲတွင်သည်တနှစ်တသားများအကူအတန်းအဆက်အဆံမရှိပဲခရိုးရိုးခောက်အုပ်အုပ်နေလာခဲ့ရသည့်အတွင်အင်းလျားမြိုင်တို့အပေါင်းအသင်းအဝင်အထွက်နေပါခဲ့တော်လေဆက်ရှင်မင်းတရားဆက်ရှင်မင်းကြီးတူဦးဤတမီးဖြစ်သူမင်းကတော်ဒေါခင်ခင်တယောက်ရောက်ရှိခဲ့ပြီးသည့်နောက်တွင် ၄၅၆လောက်ခန့်များအတွင်အပေါင်းအသင်းအဝင်ထွက်သည်တစားတစားစီကားများပြ၍လာလေသည် ပေါင်းသင်းဝင်ထွက်သူများမှာများသောအားဖြင့်ဘဝတို့မင်းကတော်ဆိုးကတော်များသာဖြစ်လေသည်သူရတွင်ထိုမင်းကတော်ဆိုးကတော်များနှင့်ညှက်၍ပါလာသောစိန်ပွဲစားချွေပွဲစားအနေအချင်းနှင့်အမှုတဲတချို့တလေလဲပါရှိတတ်လေသည် မိမိအားမင်းကတော်တဦးအနေဖြင့်သူတပားကလေးလေးဆဆနှင့်ခင်ခင်မင်မင်ဆက်ဆံဝင်ထွက်လေကြသောအခါ၌ခင်သည်ပြန်လည်တုံ့ပြန်ခြင်းမပြုရမဖြစ်တော့ချေမတုံ့ပြန်ပါကရိုင်းစမ်းရာကြတော့မည်ဖြစ်လေသည်ငကိုတဘာဝကလည်းပြောခြင်းပါခြင်းသောအရွယ်ဖြစ်သည့်အတွေ့ယခုကဲ့သို့အခွင့်အလမ်းပွင့်လာသောအခါခင်သည်အိမ်ထဲ၌သာကုတ်၍မနေတော့ချေမိမိအိမ်သို့တခါလာလေသောအတီတဦး၏အိမ်သို့တစ်ခေါက်တော့တွားရနိုင်မည်ဖြစ်သည်တို့ရတွင် အိမ်၌ရှိသောမော်တော်ကားကိုလင်ဖြစ်သူက ရုံးလုံးငန်းအတွက်တယောက်တည်းအသုံးပြုနေသောကြောင့်အခက်အခဲတွေ့ရလေသည်။သူရတွင်မော်တော်ကားတစ်စီးကိုလင်ရောမရပါတုံးဆွဲနေကြသောအရှားမင်းကတော်များထံ၌စုံစမ်းနာခံလိုက်သောအခါဘာမှမခက်ခဲသည်ကိုတွေ့ရလေသည်။ driver တယောက်ထမင်းကြွေတလ90တရာလောက်ပင်းကားလိုက်ရင်ပြီးတာပဲခင်ရဲ့ဟုမင်းကတော်တယောက်ကနေပေးလမ်းပြသွားသည် မင်းကတော်တယောက်အနေဖြင့်မိမိဤပေါင်းသင်းဆက်ဆံရေးအတွေ့အိမ်မမော်တော်ကားကိုမိမိပါအသုံးပြုနိုင်ရန် driver တယောက်တတ်တတ်ထားဖို့ ခင်ကတချိန်တည်းသာပြောဆိုခြင်းပြုရလေသည်ဥယေတွင်သည်မရလို့သူ၏ဆန္ဒအတိုင်းနေမရန်ကုန်တို့ရာဇဝတ်တရားသူကြီးအဖြစ်နဲ့ပြောင်းရွှေ့လာကြတဲ့ကမိမိကိုယ်တိုင်မောင်းနှင်လာသောမော်တော်ကားအတွက် driver ကိုတခါတည်းငှားရန်လိုက်သည်ထို့သော driver ငှားရန်ပြောဆိုလိုက်သောမရလို့သူကိုပင်လင်းတော်မောင်ကစိတ်ကူးညံကောင်းကြောင်းဖြင့်ရှင်းမွန်ပြောဆိုခြင်းလည်းပြုလိုက်သည်ခင်ကအကြံပေးလိုက်တော့မှခလေးနှစ်ယောက်အတွက် ်ကြောင်းကားကတလတလ20ပေးရတာကိုကိုတတိရသွားတယ်။ကိုတို့ driver တယောက်တတ်တတ်ထားလိုက်ရင်ခင်လဲတုံးကျင်တယ်လို့တုံးနိုင်တဲ့အပြင်အဲခလေးကြောင်းကားကလည်းတတ်တာသွားမယ်နော်ဟိုအန်ကယ်မအန်ကယ်မဝန်တောင်မင်းဝန်တောင်မင်းမအကိုကြီးယခုတဖန်အကိုကြီးမကိုကိုဖြစ်လာပြန်တော့လင်းလို့သူကကျွန်းကျုံဝွေဝွေပြောဆိုသွားသည်သူဒီခလေးများအတွက်တလလျင်20များလောက်သာကုန်ကြတော့ចောင်းလာကကိုမြင်သည်တို့ရတွင် driver လာကပုံမကုန်ကြမည်ဓာတ်စီဖို့ကနှင့် ဒရိုက်ဘာကရောင်းစားအုံမြင့်စီများကိုထဲသွင်းတက်ထွက်ခြင်းလည်းမပြုခဲ့ပါရှိအိမ်အောင်ရေးကိုလည်းစိတ်မဝင်စားနားကလည်းမလဲရသည့်အထက်ပျော်ပါမှုနှင့်ကြွားဝါမှုလောက်ကိုသာစိတ်ဆိုးလေးရရှိနေသောခင်ရင်တို့မိမိဒရိုက်ဘာနှင့်မိမိကားဖြစ်လာမည့်နောက်ပိုင်းတွင်အိမ်အောင်ထိန်းသိမ်းခြင်းအုပ်ချုပ်ခြင်းပြုလုပ်သောအလုပ်ကိုလုံးဝပြတ်မကြည့်သလောက်ဖြစ်သွားလေသည်လင်ဖြစ်သူအားယုံသို့သွားဖို့၍ ကားအိမ်တို့ပြန်ရောက်လာသည်နှင့်တပြိုင်တည်းမိမိကလည်းအိမ်မှတခါတည်းထွက်သွားတော်သည်တနေကုန်တနေကန်ထွက်၍နေခဲ့ရာမှယောက်ျားယုံကပြန်ချိန်ဒီမှအိမ်တို့ပြန်ရောက်လေရှိသည်အိမ်မှုကိစ္စများကိုလှည့်ကြည့်ပေါ်မရတော့ဘဲအပေါင်းအသင်းနှင့်အပျော်ပါနောက်တို့ကြည့်တာတကောက်ကောက်လိုက်နေသောခင်ရင်တွေပထမဦးဆုံးဆင်းရဲနောက်ချက်ဖြစ်ရသူမှာ၎င်း၏ရောက်ခမပင်ဖြစ်သည်ဦးဝဲသွေးမိခင်မှာရှေးအပွားကြီးဖြစ်၍ရွှေမလို့သူယခုကဲ့သို့အိမ်မှုကိစ္စကို ဘာတစ်ခုမှဂယုမဆိုင်ပဲခစ်ဆန်ဆန်ဝစ်စားစီရင်ကတဏီကုံတဏီကံလဲပတ်နေခြင်းကိုအနှဲငယ်များမကြိုက်ပေသူရတွင်မိမိဤသားလို့သူကိုယ်တိုင်ကဘာမှပြောဆိုခြင်းမရှိတတိပေးခြင်းမရှိပဲမျက်မျက်နှုံးနှုံးနှင့်အလိုလိုက်နေသည်ကိုသာတွေ့မြင်နေရသောအခါအဖွားအုပ်ကြီးသည်တားနှင့်ချွေးမတို့၏အိမ်ထက်တွင် တနေ့ထက်တနေ့အနေအထားကြက်တဲဆင်းရဲလာသည်မနေ့ထက်မထိုင်ထက်အောင်လည်းဖြစ်လာသည်မြေကလေးနှစ်ယောက်အပေါ်တန်ရောစဉ်ကြိုးကကြီးမားနေ၍တာလျင် တိမ်နေနေနိုင်ခြင်းလည်းဖြစ်လေသည်အကယ်၍ထောင်ထားစရာထုံမြေကလေးနှစ်ယောက်သာမရှိခဲ့လျင်ဇကိုင်းတောင်ရိုး၌၎င်းဆောက်လို့လှူဒန်းခဲ့ပူသောတိရိခေမချောင်းမှကြောင်းတိုက်သို့တွားရောက်၍ယတိမှလုံနေပြီဖြစ်ပေသည်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်းငါးစီစဉ်တင်ဆက်မှုကိုအီမာရင်ခိတ္တခဏရန်နာဝင်ပြုပါခင်ဗျာဒီနေ့မှာအချိန်ပြည်ပြည်ဝင်ရောက်နားဆင်အားပေးကြသူညီကောင်မောင်မောင်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ ကျွန်တော်တို့ရဲ့ညကွန်မန်ဒါများအားလုံးကိုယ်စိတ်နှပါရှင်လန်းချမ်းမြေကဘေးပရာပေါင်းမှာကင်းဝေးကြပါသည်ခင်ဗျာ။